နိုင်ငံတကာကျောင်းသား1500ကျော်ကိုအမေရိကန်ဆူရကဗီဇာရုပ်သိမ်းလိုက်ပါတယ်။ဒေါ်နယ်ထရန့်သမ္မတဒုတိယအကြိမ်ဖြစ်လာပြီးနောက်ပိုင်းအမေရိကန်ဆိုးရလွှင့်မှုကြီးကြပ်ဌာနဟာကျောင်းသားပေါင်း1500ကျော်ရဲ့နေထိုင်ခွင့်ဗီဇာတွေကိုပြန်ရုပ်သိမ်းလိုက်ပြီးအများပြောက်ဖမ်းဆီးထားပါတယ်။ဗီဇာလည်းရုပ်သိမ်းခံရဖမ်းလည်းဖမ်းခံရတဲ့ကျောင်းသားတွေဟာပါလက်စတိုင်းဘက်ကရက်တီစံနာပြခဲ့တဲ့သူတွေဖြစ်ပါတယ်။တချို့သူတွေဟာလည်းပါလက်စတိုင်းနဲ့အဲဝတ်တဲ့နေနဲ့ချိတ်ဆက်နေကြပြီး လူမှုမီဒီယာတွေမှာဂါဇာကမ်းမြောင်ကပါလက်စတိုင်းတွေဘက်ကထောက်ခံကြောင်းပြောဆိုတဲ့သူတွေဖြစ်ပါတယ်။ထရန့်ဆိုရကတော့ဒီចောင်းသားတွေဟာဂျူမုံဒီနဲ့ဟာမတ်စ်လိုလာတဲ့စိတ်တွေចောင်းဝင်နဲ့ဖြန့်ဝင်နေတယ်လို့ဆွဆွဲပြီးចောင်းသားတွေရှိနေတဲ့တကြွလူရှာသူတွေကငင်းဆိုထားပါတယ်။အမေရိကန်ဂါဇာစစ်ပွဲကိုစတင်တဲ့အချိန်ရှာဆုံးဆန္ဒပြပွဲအများအပြားမှာဂျူတကြွလူရှာသူတွေနဲ့ဂျူလူမျိုးဖွဲ့တွေလည်းရှေ့တန်းကပါပါတယ်။ဘလာနော်မန်ကအမေရိကန်နိုင်ငံဂျာယီဝန်ကြီးမာကိုရိုဘီယိုက မေရိကန်အစိုးရအနေနဲ့ခံမှန်းချေចောင်းသားပေါင်း900ရဲ့ဗီဇာတွေရုတ်သိမ်းခဲ့တယ်လို့ပြောပေမဲ့လက်တွေ့အခြေအနေမှာဒီထက်ပိုများပါတယ်။အမေရိကန်လူဝင်မှုကြီးကြပ်ရေးရှင်တွေများတဲ့အတွက်ချက်မှုအရចောင်းသားပေါင်း4800ကျော်ကို US Immigration and Customs ကဖယ်ရှားခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ National Association of Forest Plant Advisor ကတော့ EBLA 18ရက်ထိနေရပြမှုခံရတဲ့အကြောင်းသားပေါင်း1400ဝန်းကျင်ရှိတယ်လို့ ခံမှန်းထားတာဖြစ်ပါလိမ့်အခုလိုမျိုးចောင်းသားတွေပြန်ပို့ခံရတဲ့အတွက်ကြောင့်ចောင်းသားသမဂအဖွဲ့အစည်းတွေကတော့အထူးစိုးရင်တွန်းလုပ်တယ်လို့ဆိုပါလိမ့်ဒါအပြင်အမေရိကန်ရဲ့အမိမြေလူကြီးဝန်ကြီးဌာနကစစ်ဆေးချက်အရចောင်းသားဗီဇာယူပြီးတော့လာရောက်ចောင်းတက်တဲ့ចောင်းသားရေအတွက်ဟာတတော်နေပါတယ်လို့ပြောပါလေတကယ်တော့ចောင်းသားဗီဇာကိုယူတာယူပြီးចောင်းတက် တဲ့ပုံစံပြတော့ကျောင်းဝင်ကျေးသူမိမဲကျောင်းလုံးဝမတက်ပဲပြင်ပမှာအလုပ်လုပ်ရင်ခိုးလုံးခွင့်ရယူဖို့စူးစမ်းနေတဲ့ကျောင်းသားအများအပြားရှိနေတယ်ဆိုတာကိုလည်းစစ်ဆေးတွေ့ရှိခဲ့တယ်ဆိုပါတယ်ဒါဟာအမေရိကန်ဆိုရကပေးတဲ့ကျောင်းသားဗီဇာခွင့်ရကိုမလျှော်ကန်တဲ့အနေနဲ့အသုံးပြုပြီးမလိမ့်တပတ်လုပ်တဲ့အတွက်ကြောင့်ဒီလိုမျိုးကျောင်းသားဗီဇာရယူထားပြီးကျောင်းမတက်ပဲပြင်ပမှာလုံးလုံးနေတဲ့ကျောင်းသားတွေကိုလည်းတိုက်လှန်ပြီးတော့ဖမ်းဆီးရေးမှုတွေရှိတယ်လို့သိရပါတယ်